င်္ဂလာပါအသက်50ကျော်60ကျော်လာပြီဆိုရင်တို့ခန္ဓာကိုယ်ကခါးတွေကုန်းလာတယ်ကြွက်သားတွေကပုံမှန်မမှန်တော့ဘူးတင်းမာတာတွေညော့နေလာတွေအားနေလာတွေဖြစ်ပေါ်တတ်တယ်ဒီအရာတွေကိုကာကွယ်ဖို့ကျွန်တော်အခုပြမယ့်လေ့ကျင့်ခန်းလေး၃ခုကို၄စီထည့်သွင်းလေ့ကျင့်ဖို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ပထမဆုံးလေ့ကျင့်ခန်းလေးနေကတော့ဒူးလေးထောက်ပြီးထိုင်ထားမယ်ခြေရလေးပဲထောက်ထားမယ်ခန္ဓာကိုယ်တစ်ဖက်အောင်ရမယ်ထားမယ်ဒီနေထားကနေဖနှောင်းဘက်ကိုတင်းမာလေးကိုအနေငယ်ပေါက်ထုတ်မယ်ပြီးရင်တင်းမာလေးနဲ့အရှိကိုညှစ်ပြီးတွန်းမယ် ဒီလေ့ကျင့်ခန်းလေးကတင်မကြော်သားတွေပေါင်ရဲမှာရှိတဲ့ Hitler ကကြော်သားတွေကိုနှုတ်ဆော်ပြီးတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဗျဒီလေ့ကျင့်ခန်းလေးကို12ကျိန်း3ကြော်လောက်အရင်ဆုံးပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒုတိယလေ့ကျင့်ခန်းလေးနေနဲ့ Lean Square လေ့ကျင့်ခန်းလေးကိုရသွားပြီဆိုရင်ပေါင်လေးပေါ်မှာ leg လေးကိုတင်ထားမယ်ခုနအတိုင်းပဲအတိုင်းပဲထားတဲ့အချိန်မှာ leg ကိုအပေါ်ကိုဆန့်ထုတ်လိုက်မှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကတင်မတွေ Hitler ကကြော်သားတွေရဲ့အပြင်ဘူချာတွေကိုလည်းပုံပုံကောင်းမွန်လာစေဖို့အထောက်အပံ့ပေးမယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကို12ကျိန်း ်3ကြော့လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။တတိယလေ့ကျင့်ခန်းလေးနေနေကတော့ခန္ဓာလေးလေး square ပုံမှာထားထားတဲ့နေထားကနေလက်ကလေးကဖနှောင်းအထိနဲ့ခန္ဓာကိုယ်လှည့်ပေးလိုက်မယ်။ rotation ပုံစံလေးဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းလေးကခန္ဓာကိုယ်ရဲ့ rotation movement တွေကိုပုံပုံကောင်းမွန်လာစေဖို့အထောက်အပံ့မဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းလေးကိုဘယ်ညမှာတစ်ချိန်လို့သတ်မှတ်ပြီးတော့12ချိန်3ကြော့လောက်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်ဗျ။ ။ဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်းလေးသုံးခုကအသက်50ကျော်60ကျော်လာလို့ခန္ဓာကိုယ်ရေခါးရီကုန်းလာတာတွေခါးရီကိုင်းလာတာတွေအကျက်သားအားနည်းလာကျက်သားတွေတင်းမာမှုတွေကိုပြန်လည်ကောင်းမွန်လာစေဖို့အထောက်အပံ့ပေးမယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဗျာ။ ီလေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေတဲ့အဆင်ပြေမယ်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစောင့်နေတည်ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုကြီးလေးပါ။ပေါင်နေရကြတဲ့သူတွေနဲ့အလုံများလို့လေ့ကျင့်ခန်းတွေအချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုကြီးလေးပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်။